မင်္ဂလာပါရှင်ကျမတစ်ကပါဒီနေ့ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဧပြီလ၄ရက်နေ့ကပ်လီပင်လယ်ပြင်တောင်ပိုင်းပင်လယ်ရေမြင့်နဲ့ပြင်အထက်3.1ကီလိုမီတာပြည်ထောင်ချွကျော်မှာလဝဲရေရေစီးကြောင်းအသက်လဝဲအသက်တခုဖြစ်ပေါ်နေကြောင်းအိန္ဒိယမြို့သားဌာနကထုတ်ပြန်ထားပါတယ်ဝေဒါစတေရှင်ရေဒါမှာလည်း အဒမန်ကျွန်းတောင်ပိုင်းကပေါ့ဘယ်အလှရင်ကွင်းပေါ်မှာတိမ်ထူတတ်နေကြောင်းလည်းတွေ့ရပါတယ် ECNW ကချာကတော့ဘင်္ဂလားပင်လယ်အော်အတွင်းဧပြီလ10ရက်နေ့မှာမုန်တိုင်းဖြစ်လာနိုင်ခြင်း80ရာခိုင်နှုန်းရှိတဲ့အကြောင်းနဲ့ထုတ်ပြန်ထားတာတွေ့ရပါတယ်လူများစုစိုးရိမ်နေကြတဲ့မိုးရွာသွန်းနိုင်မှုအခြေအနေကတရနေ့တိုင်းမှာမိုးအသင်းထင်းထက်ပိုနိုင်ပြီးတော့ကြံပြင်းတဲ့တိုင်းဒေသတွေအားလုံးမှာမိုးရွာနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်ပေမဲ့ မိုးများနိုင်မှာမဟုတ်တဲ့အကြောင်းပြည်နယ်တိုင်းဒေသအတိုင်းမြို့ကြီးတွေရဲ့လေရစာမလို့သားအခြေအနေတွေမှာလည်းတွေ့ရပါတယ်။ကန်နီပင်လယ်ပြင်ရေလုံငန်းလုပ်ွက်တွေမှာလည်းနောက်၄ရက်အတွင်းမှာအမြင့်ဆုံးလေတိုင်းတော့တနအီကို15မိုင်ခန့်သာရှိနိုင်တော့ကြောင်း ကိုင်းနဲ့မှာလေပြင်းတိုင်းနိုင်တဲ့အခြေအနေလဲရောနေပါလိမ့်မယ်။ဆက်လက်ပြီးတော့လဲဧပြီလ9ရက်နေ့အတွက်မြို့တော်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်နဲ့ပင်လယ်ပင်လယ်ကိုတောင်ပိုင်းမှာတိမ်အင်းတင်းတင်းကနေတဲလူတန်းနေပြီးကြံပင်လယ်ပင်လယ်မှာတိမ်နေခဲ့ဖြစ်ထွန်းပါတယ်။ ပင်လယ်ပြင်ခြေနေကရခိုင်ကောင်းလန်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိ9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လိုင်းနှင်းငယ်ကနေလိုင်းသေးသေးရှိပါမယ်။တင်းနိုင်ကံရက်နဲ့မိုးရမောက်ခွေတွေဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအိကို10မိုင်ကနေ -10 ကန်တိုက်ခတ်နိုင်ပြီးတော့လိုင်းနှင်းငယ်ကနေလိုင်းသေးသေးရှိပါမယ်။ မိုးချီနေဟာရောင်တိုင်းဒေသကြီး၊ ER တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ခရီးနေပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအနှံ့ပြားမိုးထေချုံရွာပြီးတော့စကိုင်းတိုင်းဒေသကြီး၊မန္လေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။ မြို့ချင်းတွေကမြန်မာနိုင်ငံဒေသတချို့မှာအပူချင်းတွေပြန်လည်ရောက်ကြပါမယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝက်လုံးမှာမြို့ကြဆင်းမှုရောက်ကြနိုင်ပါလိမ့်ရှင်။ဆက်လက်ပြီးတော့လည်း Miss Tourism အလှမယ့်ရုပ်လောင် Sky Villa အပြည့်စည်တွေခြားကနေဖော်ပြရရှိတဲ့ကြောင်းဖော်ပြပေးပါမယ်။ငလင်းကြောင့်မန္တလေးမြို့မှာပြောကြသွားတဲ့ Sky Villa ကွန်ဒိုအဆောင်အပြည့်စည်တွေကိုရှင်းကလေးရှိရမှာအေပယ်လာ၂ရက်မှာ Mid Tourism အလှမယ့်တဝက်ရဲ့ရုပ်လောင်ကိုဖော်ပြရရှိခဲ့တဲ့ကြောင်းကဲဆဲအဖွဲ့ထံကသိရပါဗျ။ အဆိုပါစကိုင်းပီလာမှာရှိတဲ့တောင်ဘက်အချမ်း block B အင်းကြီးအဖြူရောင်ဘောင်းမီအရှင်နဲ့ပတ်စံအိတ်လွှဲထားတဲ့အမျိုးသမီးတဦးရဲ့ရုပ်လောင်းကိုဖော်ယူရရှိခဲ့ရမှာ သူ့ရဲ့ Miss Tourism မြန်မာ2018အလှမဲ့ဆီလီမီ ဖြစ်တယ်လို့အတည်ပြုကြရတယ်ဖြစ်ပါတယ်၎င်းကတော့ Bless Entertainment ကရွေးချယ်ဆီလို့တဲ့ Miss Tourism World 2018ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအဖြစ်နဲ့ဝင်ရောက်ရှင်းပြခဲ့ရမှာနေ First Miss Tourism မြန်မာ Miss Tourism မြန်မာ အတင်းစုကိုရရှိခဲ့သူဖြစ်ကြောင်းမစ်တိုရီစင်မြန်မာကအထူးဝမ်းနဲ့ကြေပွဲကြောင်းကိုလည်းသူ့ရဲ့လူမှုကွန်ရက်မှာအသိပေးဖော်ပြခဲ့ပါတယ်။ဒီအဆောင်အတွင်းကတည်ဆုံးနေတဲ့ရုပ်လောင်းတစ်ခုကိုဒီနေ့မနက်ကထုတ်ယူရရှိရမှာတဦးကတော့သကောင်းဖြစ်တယ်လို့အတည်ပြုထားခဲ့တဲ့ကြောင်းလက်ရှိမှာတော့ကယ်ဆယ်အဖွဲ့ကရှာဖွေတိုးပေါ်မှုတွေကိုလွှတ်ဆောင်နေရရှိကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့ငလင်ကြောင့်ပြိုကျခဲ့တဲ့ဥလာသိန်းပြည်မှန်ကစာပြေတန်းကတော့အပါ30ရုပ်လောင်းထုတ်ရွေးကြောင်းဖော်ပြပေးပါမယ်။ ညလင်ကြောင့်မန္တလေးမြို့မှာရှိတဲ့ဥလာသိန်းပြည်နယ်ပြိုကျခဲ့ပြီးပြောင်းဆုံးနေတဲ့စာပြေတန်းကားတွေရှာဖွေရမှာအပင်လာ၃ရက်ကတန်းကားအပန်း30တန်းနဲ့လောင်းတွေကိုအုံကျိုးပုံနဲ့အောက်ကထွက်ယူနိုင်ခဲ့တယ်လို့ရိုက်တာမှာဖော်ပြပါတယ်။စာပြေတန်းကားတွေဆောင်းဝဲဖြစ်နေတော့ဒီငလင်ကြောင့်ကျောင်းဆောင်ပြိုကျခဲ့တာဖြစ်တယ်။အစအောင်အပြည့်စည်ရကြတဲ့ကထွက်ယူထားတဲ့ရုပ်လောင်းပါဝင်စေယုံပူဆောင်ရသူစုစုပေါင်း60ကျော်ရှိပြီလို့ကေဆေးအဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။ အဆောင်အောင်ပြတဲ့အောက်မှာတည်ဆုံးသူ20 30ကျန်းရှိတယ်လို့ကယ်ဆယ်အဖွဲ့ကလည်းခံရပါတယ်။ကိုအောင်စီတို့ဝင်းကတော့ရုံလောင်းတွေကိုဆွဲထုတ်ရတဲ့အချိန်မှာကျွန်တော်ငိုခြင်းစိတ်တွေဖြစ်မိတယ်။ ဒါပေမဲ့ကယ်ဆယ်အဖွဲ့ကိုခေါင်းဆောင်ပြင်ဥဆောင်နေတာကြောင့်အားတင်းထားပါတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာမက်လ20ရက်ကစကိုင်းမြို့အနီးကိုပို့ပို့ပြီးတော့လှုပ်ခတ်ခဲ့တဲ့ Ritter Scale 9.9စင်ရှိတဲ့အင်အားပြင်းငလင်ကတော့နှစ်ပေါင်းတင်အားတွေမှာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်ဆုံးငလင်ဖြစ်ပြီးတော့လူတွေထိခိုက်ဒေဆုံးမှုရခဲ့တယ်လို့အပြည့်အစည်းတွေလည်းကြေညာခဲ့တာပါ။ငလင်ကြောင့်တည်ဆုံးသူစုစုပေါင်း3900တယောက်တရားရရှိသူ9998ယောက်ပျောက်ဆုံးနေသူ919ယောက်နဲ့ ကယ်ဆယ်ရေးရရှိသူ493ရောက်ရှိပြီလို့အေဘယ်တော့ရဲ့ည7နာရီတိကောက်ယူထားတဲ့စင်းတွေရလည်းသိရပါပါရှင်။ဆက်လက်ပြီးတော့လည်းမြမငလျင်ဘေးကိုအဆင့်3အရေးပေါ်အခြေအနေဖြစ်တဲ့ WHO တတ်မှတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်တာထိတ်တန့်အဆင့်အရေးပေါ်အခြေအနေဖြစ်တဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရေပေးလိုက်ပြီးလူသက်တွေကိုခွဲစိတ်ကူတာမှုအပောင်းဝင်ကူးစက်ရောဂါတွေကနေကာကွယ်ဖို့လာမယ့်ရက်30အတွင်းရန်ပုံငွေ7တန်းအရေးပေါ်လိုတယ်လို့ဆိုပါရတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာဒီချက်တဲကိုအဆင့်ဆုံးအရေးပေါ်အခြေအနေဖြစ်သတ်မှတ်ထားပြီးတော့ဒါဟာအရေးပေါ်တုံ့ပြန်မှုမူပေါင်းအောက်မှာစတင်လှုပ်ဆောင်ရမယ့်အမြင့်ဆုံးအဆင့်ဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရန်ပုံငွေတောင်းခံပန်ကြားချက်မှာဖော်ပြပါဗျာ။မြန်မာနိုင်ငံအလင်းပိုင်းမှာဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလျင်ကြောင့်လူပေါင်း1800ကျော်သေဆုံးပြီးတော့အများအပြားပျောက်ဆုံးနေဆဲလည်းဖြစ်ပါရယ်။ငလျင်ကြောင့် မြန်မာနိုင်ငံမှာထိခိုက်မှုအကဲဖြတ်အရာအသေးပြောက်အပြင်ထိခိုက်ဒဏ်ရာရတဲ့သူအရေအတွက်များပြပြီးတော့အရေးပေါ်ကုသမှုတွေလိုအပ်နေကအယိုးကျိုးတာနဲ့ငလျင်တန်ကြောင့်ဒဏ်ရာရတဲ့သူတွေကိုခွဲစိတ်ကုသနိုင်မှုငလျင်နှောက်ဆက်တွေကုသရောဂါဖြစ်ပွားနိုင်ခြင်းမြင်ပါတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ် ။လျှက်စစ်နဲ့ရင်ပြတ်တောက်တာ၊ကျန်းမာရေးဝန်ဆောင်မှုတွေလက်လန်းမမီတာဆိုရနေပြီးတော့ရင်းနဲ့အစားအစာကြောင့်ကူးစက်ရောဂါဖြစ်နိုင်ခြင်းရှိတယ်လို့သတိပေးထားပါရယ်။လာမယ့်ရက်30အတွင်းမှာလက်ငင်းကျန်းမာရေးလိုအပ်ချက်ကိုတုံ့ပြန်ဖို့ဒေါ်လာ၈သန်းလိုတယ်လို့လည်းဆိုပါရယ်။အသက်တွေကိုကယ်တင်ဖို့ယောဂတွေကိုတားဆီးဖို့နဲ့မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပြန်လည်ထူထောင်နိုင်ဖို့လိုအပ်ပြီးရန်ပုံငွေချက်ချင်းမရဘူးဆိုရင်တော့အသက်တွေဆုံးရှုံးပြီးတော့ရွံ့ရွံ့နေတဲ့ကျန်းမာရေးဆောင်ရှားမှုစနစ်ပုံမှုဆွေးရလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းဆိုပါရယ်လက်ငင်းကျန်းမာရေးလိုအပ်ချက်တွေမှာဒဏ်ရာခွဲစိတ်ကူတာတာသွေးသွင်းတာထုံစင်းနဲ့မရှိမဖြစ်စေဝါးတွေရရှိဖို့လိုတယ်လို့ဆိုပါရယ်ကာလာဝိုင်းယောဂါသွေးလွန်တုံ့ကွေးနဲ့တခြားယောဂါတွေမဖြစ်ဖို့တားဆီးကာကွယ်ရေးကိုအချိန်ဟုန်နဲ့လုပ်ဖို့လိုတယ်လို့လည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါရယ်လက်ရှိမှာတော့ကနဦးအကူအညီတွေနေပြည်တော်နဲ့မန္တလေးကိုပေးပို့လျက်ရှိပြီးတော့မိခင်နဲ့ကလေးစောင်းရှောက်ရေးကာကွယ်ဆေးထိုးလုပ်ငန်းတွေလည်းလှုပ်ဆောင်ဖို့အရေးပေါ်လိုအပ်တယ်လို့သတိပေးပါရယ်ရှင့် ဆက်လက်ပြီးတော့လဲစကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ပြင်းအား၄သမတဲ့အဆင့်ရှိတဲ့မြေငယ်လှုပ်ခတ်တယ်လို့ USGS ကသတင်းထုတ်ပြန်တဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့ပြည်အား၄ဒသမ၁အဆင့်ရှိတဲ့မြေငင်လှုပ်ခတ်သွားတဲ့အကြောင်းအမေရိကန်ဗိုလ်မင်းပေရာငလျင်စောင့်ကြည့်အဖွဲ့ USGS ကသတင်းထုတ်ပြန်ပါရယ်။ဒီနေ့ဧပြီလ၁ရက်မြန်မာစံတော်ချိန်မနက်09:40မိနစ်အချိန်မှာအခုလိုမြေငင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်၄ကီလိုမီတာအကွာကိုဗဟိုပြုပြီးတော့မြေငင်လှုပ်ခတ်သွားတာဖြစ်ကြောင်းသိရပါရယ်။ ငလျင်လောက်တာတတော်ကျန်းနဲ့ကျွန်တော်တို့အိမ်ပြင်မှာခြံောင်းထောင်ပြီးထွက်အိမ်နေတာအားလုံးလက်နိုးကုန်နဲ့လေးရရှိနေပြီးညာတိုင်းငလျင်ကဖြည်းဖြည်းလှုပ်တာနဲ့ကြမ်းကြမ်းလှုပ်တာပဲကွာတယ်။ညာတိုင်းလှုပ်နေတာလို့မန်လေးဒေသနေပြည်သူကဆိုပါတယ်။မတ်လ28ရက်မိုးလယ်12:52မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးနဲ့ပြည်တော်စကိုင်းပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာ ပြက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ပြီးတော့လူထောင်ချီသေဆုံးခဲ့တဲ့ကြောင်းစစ်ကောင်စီကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတော့ကြောက်တကားမျိုးနယ်မှာငလျင်တန်ကြောင့်ရင်းရွယ်ဆဲပေါ်မှာနေထိုင်သူ၈ဦးသေဆုံးပြီးတော့ရုံလောင်းလေးလောင်းသာတွေ့တဲ့ကြောင်းဖော်ပြပေးပါမယ်။ပဲခူးတိုင်းကြောက်ကားမျိုးနယ်မှာငလျင်တန်ကြောင့်ရင်းရွယ်ဆဲပေါ်မှာနေထိုင်သူ၈ဦးသေဆုံးပြီးတော့ရုံလောင်းလေးလောင်းတွေ့ရှိကြောင်းဒေသနေပြည်သူကဆိုပါတယ်။ မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင့်ငင်ကြောင့်ကြောက်တရားမျိုးနယ်ရင်းရွယ်ဆယ်ပေါင်းမှနေထိုင်သူတွေဟာငလင်တာကိုခန်းစားရပြီးတော့နေအိမ်တွေပြိုကျပျက်စီးပြီးတော့လူရှင်ဦးသေဆုံးခဲ့ကြောင်းသိရပါဗျာ။ တည်ဆောင်းသူရှိဦးကတော့မြို့ချောင်းရွာကအသက်28နှစ်အရွယ်မောင်ရဲနေခုံမော်ကြီးအသက်25နှစ်အရွယ်ကိုကျိုးအသက်20အရွယ်ကိုမိုင်းဝေကင်းရွာက48နှစ်အရွယ်ကိုစိုးလိုက်22နှစ်အရွယ်ကိုချင်းမျိုးနဲ့18နှစ်အရွယ်ကိုထက်မြက်ညာတင်းရွာက32နှစ်အရွယ်ကိုအောင်စုံဝင်းနဲ့တင်းကုန်းရွာကအသက်30အရွယ်ကိုရဲကိုတို့ဖြစ်ကြောင်းသိရပါဗျာ။ ဆဲပေါင်းပေါ်မှာနေထိုင်တော့ငနေနှုတ်တဲ့အချိန်နဲ့အကုန်ရေရဲကိုပါသွားတယ်လို့သိရတယ်။လက်ရှိအတည်ပြုနိုင်တာက၈ဦး၊လေဦးရဲ့အလောင်းကတော့ပြန်ရှာတွေ့ပြီးလေဦးကိုတော့ဆက်ပြီးရှာဖွေနေတယ်လို့ဒေသနေပြည်သူကဆိုပါတယ်ရှင်။